။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကတော့ကျွန်တော်အနည်းချုပ်ဗီဒီယိုလေးတင်ပြသွားမှာဖြစ်ပါတယ်ဗောနော်။ကျွန်တော်တို့အနည်းချုပ်ဗီဒီယိုကိုကြီးနေနဲ့ပဲညီသွားမှာဖြစ်ပါတယ်။အဲ့မှာ၅ရှစ်တိကိမှရှောင်းရှောင်းက၉ရှောင်းနဲ့မှ၃လုံးအပြီးရှာပေးသွားတယ်ဗောနော်။တော်များ၃ရှောက်ကိမှာတော်များလေးလေး၈တိလေးတဲ့ကတိတလုံးနေနေတဲ့၈တိလုံး၈၄၃၆တလုံး၈ရှောက်တော့တော်များ၄တော်များ၉ခွန်း၇၉ပေါ့နော်အဲပြီးတော့ကျွန်တော်ဒီဘက်မှာ တုံများ36တဲ့ကတုံများတလုံးခွန်တုံများတုံများ3ခွန်ခွန်694 563 689နိနိခွန်388ဒီတစ်ပတ်မှာ95အထီးကြီးဖြစ်ပါတယ်ကျွန်တော်ဒီ95အထီးကြီးယူသွားမှာဖြစ်ပါတယ်ဗောနော်ဒါနီနံပါတ်1က95ဖြစ်ပါတယ်ဗောနော်။ဟုတ်ကဲ့ဆက်ပြီးတော့နောက်ထပ်ကီးတစ်ခုထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်။ ဒီဟာလေးပါနော်ဒီ6သုံးများ6 6ထိပ်စီအောင်မူတည်ပြီးတော့အလျှောက်ခွန်တိကီမှာ6ရှောင်းနဲ့6 6 5 9ရှောင်းနဲ့သုံးညာလေးလေးတိတလုံးနေနေတိသုံးတလုံး8လေး3 6 6 3နေတော်များ9 9 9ခွန်တော်များသုံးညာ3 9 9 8 9 4သုံးလုံး963 6သုံး68ခွန်9သုံးခွန်3သုံး388ဒီတစ်ဘက်မှာ348အတီကြီးဆိုပြီးဖြစ်နေတယ်ဗောနော် ဒါကြောင့်မို့ကျွန်တော်ဒီမှာ9နဲ့9ရဲ့3လေးရှိရကိုကျွန်တော်ကြည့်သွဲသွားမှာဖြစ်ပါတယ်။ဒါဆိုရင်9 3သွဲရဲ့9လေးသွဲပါနော်9 3 9 4 9 8ရှိပြီးရင်နေ3နေ4 4ရှိဖြစ်ပါတယ်။နေလေးပြီးတော့4ရှိဖြစ်ပါတယ်ပါနော်။ဒါ9 3 5 4 5 8ဆိုပြီးတော့ကျွန်တော်ဒီကီးတွဲလေးတွေရလာပြီဖြစ်ပါတယ်။ အဲ့ဒီကီးတွဲကိုကျွန်တော်သုံးလုံးပေါင်းရှင်းပရိအရှိနှလုံးပေါင်းအနောင်နှလုံးပေါင်းကွာပေါင်းရှင်းပရိဒီနဲ့ညီထားရမှာဖြစ်ပါတယ်ဗောနော။ဒါဆိုရင်ကျွန်တော်ထိတ်လေးပိတ်ကနန်းသုံးလုံးပေါင်းရှင်းပရိဗောနော။သုံးလုံးပေါင်းရှင်းပရိကကျွန်တော်၄၅၈ပရိကို သုံးမှာဖြစ်ပါတယ်။၄၅၈ပရိဖြစ်မယ်ဗောနော။၄၅၈ပရိကိုအသုံးပြုမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ၄ပရိမှာဘာလို့ရှိတယ်လဲဆိုတာလေးပြပေးသွားမယ်ဗောနော။ဒီအပေါ်ကကီးတွဲ ြီးသွဲတွေကိုကျွန်တော်လေးပရိဖြစ်အောင်ညှိမှာဖြစ်ပါတယ်၄ပရိညှိမယ်ပေါ့နော်ဒါဆိုရင်ကို3သွဲကို၄ပရိဖြစ်အောင်ဆိုရင်2ကို3ထည့်မယ်ပေါ့နော်တကို၄ပြီးရင်ခွန်3ခွန်9ရှိရှင်းနေလေ653ပါနော်ပြီးရင်994 158ဆိုပြီးတော့၄ပြိမ့်မှာဒါလေးရှိတယ်ပေါ့နော်ဒါဆိုရင်၅ပြိမ့်မှာကြတော့ 393ရဲ့294ရဲ့698ရဲ့9 3ရဲ့3ရဲ့928ရဲ့ပြီးတော့953 654လေးနောက်ထပ်နံပါတ်10ရှိပြိပေါ့နော်693ရဲ့594ရဲ့198ရဲ့323ရဲ့114ပြီးတော့898ပြီးရင်3953 998ဆိုပြီးဒါလေးရှိတယ်။ဒါလေးကိုမှကျွန်တော်ဒီကီလေးလုံးနဲ့ထပ်ပြီးတော့ဖြဲမှာဖြစ်ပါတယ်ဗောနော်99ကနေတောက်လျှောက်ပေးလာတဲ့ပင်ရှိကီလေးလုံးဖြစ်ပါတယ်။336တော်များလေးတဲ့ရှေ့ရှောက်ကောင်ရှောက်တော်များရှောက်ရှောက်ရှောက်နဲ့ရှောက်ရှောက်၅ပါနော်ပြီးရင်ဒီဘက်မှာ9တော်များ9ချောင်းနဲ့တော်များလေးလေးနေနေတဲ့ရှေ့လေးတော်ရှေ့ရှောက်၃ပါနော်ဒီလိုလေးဒီကီလေးလုံးထဲကတလုံးအထီပါနော်တော့မဟုတ်နှလုံး3 4 9တော်များကီဆိုပြီးဖြစ်မယ်ပါနော် ။ဒါဆိုရင်ကျွန်တော်ဒီအပေါ်က58ပြိထဲက3493များကီညီတာကိုထပ်ပြီးရွေးချယ်မှာဖြစ်ပါတယ်။ဒါဆိုရင်3493များဆိုတဲ့အတွက်ဒီ293ကကိုရဲ့3ရဲ့694ပေါ့နော်။3ငါးငါးလေးမှာ၄သလုံးပေါ့နော်။ဒီ358ကြတော့3493များကီလွတ်သွားတယ်ပေါ့နော်။ဒါကြောင့်3598ကိုဖယ်ထားမှာဖြစ်ပါတယ်။ တုံးလေးကိုတော်မြတ်ဒီငါးနှစ်ရှိကဒီတုံးလေးကိုတော်မြတ်ကြီးထပ်ပြီးညှိလွှတ်သွားတယ်ဗောနော်ဒါကြောင့်မို့ငါးနှစ်ရှိကိုပေးမယ်ရှောင်းငါးလေးမှလေးတလုံးပြီးရင်တော့နောက်ထပ်နှစ်နှစ်လေးလေးတလုံးဗောနော်ရှင်းနှစ်ရှိမှကျတော့ဒီတုံးလေးကိုတော်မြတ်ကြီးလွှတ်သွားတာဖြစ်ပါတယ်ကျန်တာညှိတယ်ဗောနော်ငါးငါးရှိကြတော့ကျွန်တော်အဲတုံးလေးကိုတော်မြတ်ကြီးလွှတ်သွားတယ်ဗောနော်နောက်ထပ်ကြီးတစ်ခုပင်ရှိကြီးပဲဗောနော် ငါးခု၃ငါးနေစာပြီးတော့ပြပေးထားတဲ့ကေစုံတော်မဟုတ်မာအထီကီဖြစ်ပါတယ်ဗောနော်အပြင်ပေါင်း90ကျော်80ထင်းရှိသွားပြီဗောနော်80ကျော်သွားပြီဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော်မာကနန်း9933အထီဖြစ်ပါတယ်ဗောနော်တွင်နေရဒီ9933အထီကီဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ဒါလေးနဲ့ထပ်ညီကြည့်မယ်ဗောနော် အဲ့မှာရှင်းနေလေးဒီစုံကနန်းဒီပဲဖြစ်နေတယ်ဗောနောခွန်ကိုတေတုံးမညီတဲ့အတွက်ရှင်းနေလေးကိုပေးထားမယ်ငါးငါးလေးတည်လဲကျွန်တော်ခွန်ကိုတေတုံးလွတ်သွားတယ်နောက်ထပ်အနေနဲ့ဒီခွန်ငါးတုံးမှာတုံးကြလုံးရှောင်းငါးလေးမှာကြတော့ဒီခွန်ကိုတေတုံးကြီးလွတ်သွားတယ်ဗောနောနင်းနေလေနင်းနေလေးဒီလဲကျွန်တော်ခွန်ကိုတေတုံးကြီးလွတ်သွားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒါလေးပဲကြံမယ်ဗောနော လေးပရိမာလေးွယ်ဒီ၅ပရိမာကြတော့၅ွယ်၈ပရိမာကြတော့ကျွန်တော်၅ွယ်ရှိတယ်ဗောနော်ဒီကိနှလုံးနဲ့လည်းကိညာမှုရှိတယ်ဗောနော်ဒီကိနှလုံးအားငါးတုံများလေးကနေစားပြီးတော့ခြားပြလာတယ်ကိနှလုံးယူတယ်နီးဗောနော်တော်များလေးလေးနိနိတိရှင်လေးတော့ရှေရှောက်တော့နှစ်တော်ညာကိုခွန်ခွန်ကိုခွန်တော်များတော်များ3ခွန်ခွန်ရှေကိုလေး ်963 689 3ရှစ်ရှစ်ဒီတစ်ပတ်မှာ39အထီပေါ့နော်။ဒါဆိုရင်တင်တို့9339အထီဆိုရတဲ့အဲ့မှာ39ကဘာနေပြီးသားဖြစ်ပါတယ်ပေါ့နော်။ပေးစရာမရှိတော့ဘူးပေါ့နော်။အကုန်လုံးကကျွန်တော်ဒီ93ညီနေပြီးသားဖြစ်ပါတယ်။93မှာ3ပေါ့နော်။3 3 Okay ဒါဆိုရင်နောက်ထပ်ကျွန်တော် ကျွန်တော်ဒါလေးကိုအနောင်နှလုံးပေါင်းရှင်ပရိထပ်ပြီးပြပေးသွားမှာပါနော်အနောင်နှလုံးပေါင်းရှင်ပရိနဲ့ကျွန်တော်ထိတ်လိပ်ပိတ်စီတော့မှာဖြစ်ပါတယ်ဒါဆိုရင်အနောင်နှလုံးပေါင်းရှင်ပရိကဒီဟာလေးပေါ့နော်ကျွန်တော်၅၃ညလေးကနေစားပြီးလာတဲ့ပရိ၆လုံးယူတဲ့နေ့ဖြစ်ပါတယ်တပင်သေးပဲတုံးမှာဖြစ်တယ်ပေါ့နော်၃ညနဲ့၄ပေါင်း၄၃ညနဲ့၃ပေါင်း၃၃ညနဲ့၆ပေါင်း၉၃ညလေးတင်မှာလေးတင်ပေါင်း၅ဖြစ်ပါတယ်โอเคခုလိုလို့စေကတော့ကျွန်တော်ပြပြင်လုံးဝမရှိသေးဘူးပေါ့နော် နိနေတေပန်တုံ၄၃ခွန်၆၃ကိုတုံမြနာ၉ပေါင်း၉ပေါ့နော်။ OK ဆက်ပြီးတော့ကြည်အောင်ဒီဘက်ပစာမျက်နာပေါ့နော်ဒီဘက်မှာအာ၆နဲ့၃ပေါင်း၉၈ခွန်၅၂ခွန်၉၃၈၈၆ပေါ့နော်။နောက်ဆိုရင်ကျွန်တော်ဒီ၉ချိန်မှာတော့၆ခွန်၈၉တုံမြသည့်အနောနှလုံးပေါင်းရှင်းပရိဖြစ်ပါတယ်။ OK ဒါဆိုရင်အနောနှလုံးပေါင်းရင်၆ခွန်၈၉ တုံညာတိဖြစ်ရမယ်ဗောနော်ဒါသွင်းရအရာဖြစ်ပါတယ်အဲ့ဒီအနောင်နှလုံး ပေါင်းရှင်းကတော့ခွန်ရှိကုတုံညာကပို့ပြီးတော့အာတာမယ်ဗောနော်โอเคနောက်ထပ်ကျွန်တော်အရှိနှလုံးနောက်ရှိနှလုံးပေါင်းရှင်းပြိထပ်ပြီးညီမှာဖြစ်ပါတယ်အရှိနှလုံးပေါင်းရှင်းပြိကတော့ပုံတူဖြစ်ပါတယ်ဗောနော်ကနန်းဒီရှင်းလုံးပုံသူဖြစ်ပါတယ်ပြီးရင်ကွာပေါင်းရှင်းပြိတိလည်းကျွန်တော်ကနန်းရှင်းလုံး ုံတူ23ခုညီထားတာဖြစ်ပါတယ်ဗောနော်ကွာပေါင်းရှင်ပရိတ်23မျိုးကနန်းရှင်းလုံးစီရှင်းနှလုံးပေါင်းရှင်ပရိတ်ပုံတူက89246ဗောနော်89246ဒီဒါတပင်သေးဗောနော်ကွာပေါင်းရှင်ပရိတ်ကတော့ပုံတူယူထားတာဖြစ်ပါတယ်23 6ခွန်ရှိဖြစ်ပါတယ်ဒါကွာပေါင်းရှင်ပရိတ်ဗောနော် โอเคဒါဆိုရင်ကျွန်တော်ဒီ brake 4 5ကိုရှင်းနောက်နှလုံးပေါင်းမယ်ရှင်းနှလုံးပေါင်းမယ်ကွာပေါင်းရှင်း brake တွေနဲ့ထိတ်နေပိတ်စီမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ထိတ်နေပိတ်စီလိုက်တော့ဒီရှင်းနှလုံးပေါင်းအနောက်နှလုံးပေါင်းကွာပေါင်းရှင်းနဲ့ brake ကိန်ကြီးတာဆိုရင်ဒါတော့၄ brake မှာဒီ653တခုပဲရှိတယ်ဟောနော်အဲ့မှာတော့ကျွန်တော်ထိတ်နေပိတ်စီလိုက်တော့ ့3 6 5တည်ဖြစ်သွားမယ်ပေါ့နော်3 6 5ကတော့ပြန်ကြဖြစ်မယ်ပေါ့နော်ဒီ6နဲ့5ပေါင်းဆက်တည်ပေါ့နော်အနန္တလုံးပေါင်းရှင်တိပရိဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်5ပရိကိုဆက်ကြည့်အောင်ဒီ5ပရိကိုလည်းကျွန်တော်ရှင်းနှလုံးပေါင်းအနန္တလုံးပေါင်းရှင်ကွာပေါင်းရှင်ပရိနဲ့ထိတ်လိပိတ်ပြန်ညိတဲ့အချိန်မှာကြတော့9ပရိမှာနည်းနည်းများတယ်ပေါ့နော်9 3 3တည်ဖြစ်ပါတယ်ပြီးရင် လဲနေကိုတဲဖြစ်ပါတယ်ရှစ်ရှစ်ကိုတဲပြီးရင်တော့9ခွန်3 9ခွန်တဲဖြစ်ပါတယ်โอเคတော့9ပြိမာဒီ9ခွဲရှိတယ်ဗောနော်9ပြိမာ9ခွဲရှိတယ်โอเคကျွန်တော်10ပြိကိုထပ်ပြီးကြည့်အောင်ဒီ10ပြိမာတော့ကနဲ့9ခွဲပဲဗောနော်9 5 4ရဲ့နောက်တစ်ခုကအပူဖြစ်ပါတယ် အော် sorry ရှစ်ဒီကိုပေါ့နော်ဒါဆိုရင်အပူကတော့ကျွန်တော်အပေါ်မှာနက်ွက်ပါမယ်ပေါ့နော်ဒါဆိုရင်ဒီကိုအချိန်မှာတော့ကျွန်တော်၄၅၈ပြိတ်နဲ့ထိတ်လေးပဲရှိလိုက်တဲ့အချိန်မှာ၄ပြိတ်မှာတက်ွက်၅ပြိတ်မှာ၅ကွယ်၈ပြိတ်မှာနက်ွက်ဆိုရတဲ့စုစုပေါင်းတက်ရှိကွယ်ကြံတယ်ပေါ့နော်ဒီကိုနဲ့ငါ၃လေးရှိသည်ကျွန်တော်ဒီကီးတွဲတယ်ပေါ့နော်ကီးတွဲပြီးတော့ဒီပြိတ်နဲ့ညီတယ်ပြီးရင်ဒီကီး၃လေးကိုတုံများခွန်ကိုတက်၃ကီးနဲ့ထပ်ပြီးညီတယ် ရှင်းနှလုံးပေါင်းနှာနှလုံးပေါင်းနဲ့ညီလိုက်တဲ့အချိန်မှာဒါလေးကြံနေပါတော့ဒီကိုနေငါ၃လေးရှိသည်ကျွန်တော်တို့အပြီးခွေကနန်း၆လုံးနဲ့လည်းတိုက်ဆိုင်မှုရှိတယ်ပေါ့နော်အဲ့မှာရှောင်းရှဲခွန်ရှောင်းတို့များရှောင်းရှောင်းရှောင်းနဲ့ကလည်းဒီကနန်း၆လုံးထက်က၃လုံးအပါဖြစ်ပါတယ်ပေါ့နော်နိဒောညာကိုခွန်ခွန်ကိုခွန်တောင်ညာတောင်ညာ3008ကိုလေးပါနော်ဒီရှောင်းလုံးထဲကအပြည့်ပေးနေတယ်ပါနော်ဆိုတော့ ဒီတစ်ပတ်မှာ23589အပြီးခွေရမှာဖြစ်ပါတယ်တွင်ညအရာဆက်ပြီးသွားခင်မယ်ဆိုရင်ပေါ့နော်23589ဒါဆိုရင်ဒါလေးကိုထပ်ကြည့်ကြည့်အောင်ပေါ့နော်အပြီးခွေအဲဆိုရင်အဲ့ဒီမှာအပေါ်က925ကီဒီဒီမှာ9ရက်2ရက်5ရက်ပါတယ်348ကီဒီလည်းဒီမှာ348ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီကီ6လုံးကိုအပြီးသွင်းပြီးတော့ break 95ရှင်နဲ့ညီထားရှင်ဖြစ်ပါတယ်ပေါ့နော် ဒီကီးတွဲဒီအပြီးခွေကဏ္ဍနဲ့လည်းကံ့ညီမှုရှိတယ်ဗောနော်ဒါဆိုရင်ဒီအပြီးခွေကဏ္ဍတာထပ်ပြီးရှာပေးသွားခင်မယ်ဆိုရင်တော့ကျွန်တော်ဒီနေ့3 4 5 6ပါတာလေးကိုထပ်ပြီးတော့ညီကြည့်အောင်ဗောနော်အာဆိုရင်365ကကိညာမှုရှိဘူး933ကအပူဖြစ်တဲ့အတွက်အမှ933ပါတယ်ပါနော်629 629ဒီရှားလုံးထဲမှာ၃လုံးပါတယ်889ဒီလည်း ဒီခြားလုံးထဲက3လုံးပါမယ်ဗောနော်ပြီးရင်9ခွန်3မပါဘူး9 5လေး9 5လေးပါတယ်ဗောနော်ဒါအပြီးခွေကနဲ့နဲ့ကင်ကြီးတာကဒီ၄ခွန်ရှိမယ်ဗောနော်တင်း၄ခွန်ရှိတယ်တော်တော်ဒီအပြီးခွေကနန်းဒီကျွန်တော်ဒီမှာအားနေကနန်းပေါ့နော်ခွန်3များ6အားနေတာ3ရှိရှိရှားပြီးသွားတယ်ဒီမှာတော့ဒီတပတ်မှာနေ9ရှိ4 3များပဲတော့1356ခွန်ပဲကျန်နေပေါ့နော်1356ခွန်အပြီးခွေဆိုပြီးတော့ ကျွန်တော်ဒီကနေ့အရာထပ်ပြီးညီကြည့်မယ်ပေါ့နော်ဒါဆိုရင်အဲ့မှာ3 6 5ဒီလဲကျွန်တော်ပေကနေ့လွတ်တယ်ပေါ့နော်3 5 6ကနေ့လွတ်တယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုက9 3 9ဒီလဲကျွန်တော်9ခွန်3 9 3ခွန်ဒီလဲကျွန်တော်ပေကနန်းလွတ်တယ်ဗောနောဒီကိုတော့အာနေထဲမှာ၄ပါတယ်ဗောနောရှစ်ဒီလဲအာနေကနန်းမှာပါတယ်မပါတာကဒီ9ခွန်3 9 3ခွန်ရဲ့နောက်တစ်ခု3 6 5ရဲ့ဗောနော ဒီဟာလေးအနီအောင်ရေးထားတာကကျွန်တော်ပေကနန်းဖြစ်ပါတယ်။ Okay ဒါကြောင့်မို့ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ဒီဟာပေါ့နော်ဒီ365တော့ဒီ953တော့939တော့ကတော့ကျွန်တော်တို့ဒီလုံးပိုင်အားနဲ့လွတ်တယ်ပေါ့နော်။ဒီနေ့3569အပြည့်ခွေချိန်နေတဲ့မိတ်ဆွေတွေကတော့ဒီအောက်ကအနီအောင်တားထားတဲ့ဟာလေးပဲပေါ့နော်။ ဒီရှိကွဲကိုမှကျွန်တော်တင်ကွက်အနေနဲ့ဒီနှလုံးပေါင်းရှင်းအတန်ပေါ့နော်၃ည9ရဲ့၃ည3ရဲ့မှာ၃ညပုံတူတယ်ပေါ့နော်နှလုံးပေါင်းရှင်း၃ညထပ်ပြီးချပြီးသွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနှလုံးပေါင်းရှင်းအတန်နဲ့ကိုင်ညီတာလေးကိုကျွန်တော်ထပ်ပြီးညီကြည့်မယ်ပေါ့နော်တင်ကွက်အနေနဲ့ပေါ့ခင်ဗျာအဲဆိုရင်၃ည9ကနန်းနှလုံးပေါင်းတာလေးဖြစ်ရမယ်နောက်ထပ်တနည်းက၃ည3လေးဖြစ်ရမယ်ပေါ့နော် ။ဒါဆိုရင်သင်တို့ဒီမှာပြန်ကြည့်လိုက်တော့နှလုံးပေါင်းရှင်းအတန်နဲ့ကဲညီတာဆိုရင်93ကဲညီမှုရှိတယ်။93ကဲညီမှုရှိတယ်။ပြီးရင်နောက်တစ်ခုက819ပေါ့နော်။819ဒီနှလုံးပေါင်းရှင်းအတန်နဲ့ကဲညီမှုရှိတာဖြစ်ပါတယ်။ Okay သင်တို့ဒီ3ကွက်ကိုတင်ပြီးတော့ပေါ့နော်။ဒီ3ကွက်ကိုတင်ပြီးတော့ကြံတဲ့9ကွက်ကိုကြတော့ကျွန်တော် အရန်နေနဲ့အသုံးပြုမှာဖြစ်ပါတယ်ဗောနော်တဲရှိကွက်ဖြစ်ပါတယ်တဲရှိကွက်ထဲကဒီ၃ကွက်တင်မှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကံပေးလို့ရကြပါစေခင်ဗျာ